တို့မြမကြက်ဝိုင်းလေးရောက်လို့ကြက်ဆက်ထန်တဲ့ဒီပိုင်းနဲ့ကိုကြက်ကောက်ချဆက်လိုက်ကိုကကိုကြက်ဆက်တဲ့အချိန်မှာအตาစည်းရဖို့ဆက်တဲ့ကြက်ွက်တစ်ခုခွလန်းရဖို့ဆက်တဲ့ကြက်ွက်တစ်ခုအဲကိုကြက်ခွလန်းရဖို့ကြက်ဆက်တဲ့ကြက်ွက်တစ်ခုပေါ့အဲဒီနှစ်ခုဆိုရင်မင်းတို့ဘယ်ဟာပုံကြိုက်တော့ခုတော့တော့ကိုကြက်ခွလန်းရဖို့ဆက်တဲ့ကြက်ွက်ကိုကိုကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဥပမာပေါ့ကွာကိုကြက်ကကြက်မိုက် နော်ကြက်မိုက်အမွေးမကြည့်အတောင်ပြီးတော့ခွတ်တက်ဖက်တက်ရိုက်တက်ကင်တက်တဲ့ကြက်ကိုဟိုကအသာစီးစီးရလို့သွားတိုက်တယ်ကိုကြက်တော်တော်နဲ့မနိုင်ဘူးနိုင်ငယ်ရင်တော့မှအသေးတန်နိုင်မှာဥပမာကိုကြက်ကလက်တပေါက်ကောင်းတယ်လက်တပေါက်ကောင်းတယ်ဒါဆိုရင်ဒီလိုတောင်ဒိတ်ဒီလိုတောင်ဒိတ်ဒီပေါင်နေမှာမာကင်နေရှိတဲ့ကြက်ဒါမျိုးကိုဖန်တိုက်လိုက်လို့ရှင်ဒါဆိုရင်ဟိုကတာနောက်တစ်ခါဥပမာကိုကြက်ကဒါလေးရမှကောင်းတယ်ဒါလေးရမှဒါလေးပါ အဲ့တော့ဓာလီရမဓာလီပါတာကိုကိုကျက်ကကိုကခုံမြင့်ရတယ်ဆိုပြီးတော့ကိုကအမှန်တမ်းမှာကိုကျက်အလိုက်ကိုကိုကျက်တခင်ကကိုကျက်ရဲ့အလိုက်ကိုအထိုက်ကိုတိရမယ်ကိုကဓာလီရမတိုက်တဲ့တက်ဆိုလို့ရှိရင်ရောင်ရောင်လေးခေါင်းတစ်လုံးအောင်မြင့်တဲ့ဟာလေးကိုပေးတိုက်ရတယ်ကိုကအတာကြီးရဆိုပြီးတော့အမြင့်အနေနဲ့ပေးတိုက်ရတော့အမှန်ဘာဖြစ်ကုန်လို့ဆိုတော့ကိုကျက်ကခေါင်းအဝိအကုန်နဲ့လာတွေ့တယ်ကိုကအောက်ခေါင်းမခွတ်တာဘူးကိုကအောက်ခေါင်းမခွတ်တာဘူးခုံနှင်းကိုမတိုက်နဲ့လေ နည်းနည်းလေးအမြင့်လေးပေးတိုက်လိုက်မှဒါဆွဲတာလုံးမှကိုကလွယ်လွယ်ကူနိုင်မှာအဲ့တော့ကိုကအောက်ကုန်းပကတ်ကြက်ဖဲနဲ့အနေကိုကိုကစီးမှုရဲ့ဆိုပြီးချလာရောအဲ့တော့ဟိုကအဝိရံပြီးတော့ထပ်ပက်လိုက်ဒီဘက်ကထပ်ပက်လိုက်ဟိုဘက်ကထပ်ပက်လိုက်ကြာတော့ဒါဟက်ဟက်လစ်သွားရောအဲ့တော့ကြက်ဆက်တဲ့နေရာမှာဥတော်အကြိုက်ကတော့ကိုကြက်ကြိုက်တဲ့အရာကိုကြက်တခင်အသိကိုရေးကြည့်ရဲ့အဲ့တော့ကြက်တခင်ကကိုကြက်စိုက်တဲ့ချိန်မှာအตาကြီးရတိုင်းကြက်မတိုက်သေးခြင်းဘူး ကုချက်ခုတ်ပေါက်ရနိုင်လောက်မယ်ထင်တဲ့ချက်တွေပဲရွေးတိုက်ရင်အောင်မြင်မှုကပို့ပြီးလွယ်ကူမှာပါလို့နော်ဦးတော်ဒီနေ့ဒီညာပို့ပြီးတင်ပြလိုက်ဟဲ့လား